ာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒိုဝဲဝက်ရှ်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ပေးရှောင်တွေများလာလို့ဒိုဝဲမျိုးထဲအင်္ဂါရခက်ခဲလာနေတဲ့အကြောင်းလောင်းလုံးဒေသခံ40လောက်ကိုစစ်ကောင်စီတပ်ဖမ်းဆီးထားတဲ့အခြေအနေမော်ရဝတီရေတပ်ကဖမ်းထားတဲ့ကျမ်းမာရေးဝန်ထမ်းဟောင်းနှဦးနဲ့မိသားစုဝင်နှဦးပြန်လွတ်လာတာမြိတ်မှာဆိုင်ကနဲ့တိုက်မိတဲ့ကြောက်တင်ကမောင်းပြေးသွားတဲ့တဲ့တင် လောင်းလုံးကြောက်စင်ရွာသားတို့ပျောက်ဆုံးပြီးလေးရကြတဲ့အထိရှောင်မတွေ့သေးတဲ့အကြောင်းရေးချောင်းဖျားဒေသမှာငှက်ဖျားရောဂါအဖြစ်များနေတဲ့အခြေအနေထိုင်းတောင်ပိုင်းမှာမြို့မတူတနက်ကင်ဆောင်ထားလို့ဖမ်းဆီးခံရတာမလေးရှားတောင်းမဲ့မြို့မ20ကျော်ကချင်နောက်ပိုရီမှာဖမ်းဆီးခံလိုက်ရတဲ့အကြောင်းစတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင် ပထမဆုံးနားဆင်ရမယ့်သတင်းကတော့တိုက်ပွဲကြောင့်ဒိုဝဲမြို့ပေါ်ကိုစစ်ပေးရှောင်လာသူပုံများလာတဲ့အတွက်မြို့ထဲမှာအရင်ကထက်အင်ငါရောက်ပိုခတ်လာတယ်လို့အင်ငါနေသူတချို့ကပြောပါတယ်။သတင်းအပြည့်အစုံကိုတော့ဒိုဝဲဝက်ရှ်ဝိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။တိုက်ပွဲတွေကြောင့်ဒိုဝဲမြို့ပေါ်ကိုစစ်ပေးရှောင်လာသူပုံများလာတဲ့အတွက်မြို့ထဲမှာအရင်ကထက်အင်ငါရောက်ပိုခတ်လာတယ်လို့အင်ငါနေသူတချို့ကပြောပါတယ်။အခန်းလိုအပ်သူများလာပြီးငါးမက်ခန်းအရေးအတွက်နေတာ အင်္ဂါခစည်းကြီးလာတာရှိပြီးသားအင်္ဂါအခန်းရွဲတွေကိုဖြိုဖျက်ပြီးအကွက်ရိုက်ပြန်ရောင်းချနေတာတွေကြောင့်အင်္ဂါရပုတ်ခက်လာတယ်လို့ဆိုပါတယ်။အခန်းရွဲတွေနဲ့ငါတဲ့ဆယ်ပေပက်လက်အခန်းကြီးထဲမှာမိသားစု6ဦးနေထိုင်ရပြီးပူကျဲတဲ့အခန်းကိုပြောင်းချင်ပေမဲ့အင်္ဂါခအစမတန်မြင့်တက်နေတဲ့အတွက်မပြောင်းရွှေ့နိုင်သေးဘူးလို့ဒူအမျိုးလက်ဝဲကျော်ရက်ွက်မှာအင်္ဂါနေထိုင်တဲ့အမျိုးသမီးတဦးကပြောပါရတယ်။ဆက်ရှောင်းတွေများလာပြီးနောက်ဇော်လာပါရမအပတ်ကစလို့အရှင်တို့ချို့ဟာ အိတ်ခမ်းငါခတွေဈေးပို့တောင်းလာခဲ့ပြီးဈေးပို့ပေးမှ15မဲ့ဆိုတဲ့အခြေအနေရောက်လာခဲ့တယ်လို့မြို့ခန့်အိမ်ကားတချို့စီကသိရပါဗျာ။အရင်ကအခန်းတွဲလျှောက်ပြီးအခန်းကောင်းဝတ်ဆောင်မှုပေးနေသူတို့ချောဟာအခန်းတွဲတွေကိုဖျက်ပြီးမြေဝဲမဲ့သူတွေကိုရောင်းတာတွေရှိလာတဲ့အတွက်မူလအခန်းကနေသူတွေကအခက်သက်စားကြရတယ်လို့ဆိုပါရယ်၂၀၁၆ခုနှစ်မှာအခန်းကကတလ၃၀၀ကျပ်ဝေါ်ကျင်ရှိတာကနေ 2018မှာကျပ်9000ဝန်းကျင်အဲဒီကနေအခု2025မှာတော့ကျပ်3000ကျော်အထိမြင့်တက်သွားတယ်လို့ဆိုပါတယ်။ငားရခစီးတက်လာတာအိမ်ခန်းရှာရာခက်လာတာစားတဲ့အခက်ခဲစိတ်ခေါ်မှုတွေကြောင့်မြောက်ကအင်္ဂါတွေအတွက်တော့နေစရာခက်ခဲနဲ့တနေ့တခြားကြုံလာရသလိုတခြားတစ်ခွက်မှာလည်းအင်္ဂါခဇီတက်လို့ဆက်မငါနိုင်တော့ပဲနေရပြန်လာနေကြတဲ့စပေးရှောင်းတွေလည်းရှိနေပါတယ်။ဒိုဝဲခရိုင်ထက်ရှိမြို့နယ်လေးမြို့သလိုမှာတိုက်ပွဲတွေပုံမပြင်းထန်လာနေပြီး တိုက်ပွဲဧရိယာထဲကြာရောက်နေတဲ့ဂျေးရွာတွေကငွေကြေးတန်နိုင်သူတွေကတော့မြို့ပေါ်ကိုပြောင်းဆွေခြေချနေထိုင်လာကြတာပါနောက်တဲ့သတင်းတစ်ပုဒ်ကတော့လောင်လုံးမြို့နဲ့အနီးနားကဂျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကဒေသခံ40လောက်ကိုဖမ်းထားတယ်လို့အဖမ်းခံရသူတို့ရဲ့မိသားစုတချို့နဲ့စီးရီးသတင်းအရင်းမျက်စိကသိရပါတယ်သတင်းအပြည့်အစုံကိုဒိုဝဲဝါရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်လောင်လုံးမြို့နဲ့အနီးနားဂျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်က ဒေသခံ40လောက်ကိုဖမ်းထားတယ်လို့အဖမ်းခံရသူတို့ရဲ့မိသားစုအချို့နဲ့စစ်ရေးတရင်ရင်းမြစ်အချို့စီကသိရပါတယ်။ဂျွန်နက်ဆလီယာစာပြီးစကောင်းစီတန်းဟာလောင်မျိုးကနေစစ်ပြေးရွာဘက်ကိုစာပြီးစစ်ကြောင်းထိုးလာတာပါ။အဲဒီနောက်လေတော်ခံကထောင်းနီခြေဝါတွေကိုဖျက်ကားကညိုကျွန်းခြေဝါကိုစစ်ပြီးစစ်ကြောင်းထိုးနေပါတယ်။အဲဒီလိုစစ်ကြောင်းထိုးသွားလာချိန်လေတဲ့ဆင်းလို့လမ်းမှာတွေ့သူအေးတဲ့နေသူနဲ့ လက်ထော်နေသူတွေကိုဖမ်းဆီးခဲ့လို့ဒေသခံတွေကပြောပါတယ်။ဖမ်းခံရသူတွေရဲ့မိသားစုနဲ့ဆေးရတဲ့တင်အရင်းအမြစ်တချို့ရဲ့ပြောဆိုချက်အရတော့ဖမ်းခံရသူစုစုပေါင်းဟာ40လောက်ရှိပြီးလသားကလေးကစားလို့အသက်ကြီးပိုင်ထိအမျိုးသားအမျိုးသမီးတွေပါဝင်နေတာပါ။စစ်ကောင်စီတပ်ဟာကညိုကျွန်းရွာမှာဆက်ရှိနေသည်လို့ကညိုကျွန်းရွာအပါအဝင်ကထောင်နေလေတော်ကစစ်ပြေညင်မော် ဝီဒီအစရှိတဲ့နေဆူကျေးရွာ၅ရွာကဒေသခံတွေတည်ဆောင်နေကြရပါတယ်။အခုစစ်ကြောင်းထိုးခံနေရတဲ့လောင်လုံးမျိုးနယ်ကကျေးရွာတွေဟာလက်ဆက်မီရရှိပြတ်တောင်နေတဲ့ဒေသလည်းဖြစ်ပါတယ်။စကောင်းစီတာတာဆွေခဲတဲ့စစ်ပြေကျေးရွာနဲ့ကညိုကျွန်းကျေးရွာရှိနေတွေကိုလည်းရိုက်ဖြတ်မှွေနောက်ရှာဖွေထားတာကိုတွေ့ရတယ်လို့ဒေသခံချိုးစီကသိရပါတယ်။ဒါပြင်စကောင်းစီတာကညိုကျွန်းရွာမှာစိုက်ကဲတွေကို အာရမတင်တာနဲ့ဂျေးဝတွင်မိရှုဖြစ်စည်းတာတွေကိုလည်းလုံဆောင်နေတယ်လို့ဒေတာကန်ချိုကပြောဆိုကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မွေးဦးဒီရေတက်ကဖမ်းသွားတဲ့ကျမ်းမာရေဝန်ထမ်းဟောင်းနှစ်ဦးနဲ့မိသားစုဝင်နှစ်ဦးပြန်လွတ်လာပါတယ်။ရေဖြူမြို့နယ်ကံပောက်ဒေတာအခြေဆိုင်မွေးဦးဒီရေတက်စခန်းဌာနချုပ်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ကျမ်းမာရေဝန်ထမ်းဟောင်းအပါအဝင်မိသားစုဝင်၃ဦးနဲ့အခြားကျမ်းမာရေဝန်ထမ်းအောင်တဦးအလုံး၄ဦးပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ကံပေါတိုက်နယ်စေယုံကအငင်းစားသူနာပြုစီအောင်မှဒေါ်တန်တန်မော်အပါအဝင်တားနဲ့တမီးငယ်ဖြစ်သူ၃ဦးတိုက်နယ်ကျမ်းမာရေးဌာနကဝန်ထမ်းဟောင်းဦးကျော်စိုးဝင်းတို့ကိုမွန်ရဝတီရေတပ်ကမေလ30ရက်နေ့ညမှာဖမ်းဆီးသွားခဲ့တာပါဖမ်းဆီးခံရပြီးလောက်ဝက်ကျော်အကြားဇွန်လ16ရက်နေ့နေ့လယ်ပိုင်းမှာတော့ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်သူတို့တွေကိုဘလို့အကြောင်းပြချက်နဲ့ဖမ်းပြီးဘာကြောင့်ပြန်လွှတ်ပေးလိုက်လဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူးရှင် နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြို့မှာစိုင်ကန်နဲ့တိုက်မိတဲ့ကြောက်တင်က မောင်းပြေးသွားခဲ့ပါတယ်။မြို့မြို့နယ်ရွှေတူကျေးရွာမှာရှိတဲ့လမ်းမကြီးအတိုင်းမောင်းနှင်လာတဲ့စိုင်ကန်တစ်စီးနဲ့ကြောက်တင်ကတစ်စီးဇွန်လ14ရက်နေ့ကမျက်နှာချင်းဆိုင်တိုက်မိခဲ့ပါတယ်။တိုက်မိပြီးတဲ့နောက်မှာတော့ကြောက်တင်ကဟာမြို့မြို့ကျေးရွာတွေဘက်ကိုမောင်းပြေးသွားခဲ့ပါတယ်။ဆိုင်ကစင်းနဲ့မောင်းနှင်လာတဲ့ယောက်ျားလေးနှစ်ဦးဟာအသက်73နှစ်ဝန်းကျင်အရွယ်လေးဖြစ်ပြီးဆိုင်ကမောင်းသူကတော့ခြေထောက်ကျိုးသွားခဲ့ပါတယ်။ဆိုင်ကအနောက်မှာလိုက်လာတဲ့သူကတော့ဒဏ်ရာမရခဲ့ပါဘူး။ ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းမြေမြို့ကုန်းဖောက်ရက်ကွက်မှာအသက်3နှစ်ဝန်းကျင်အရွယ်ကလေးတဦးကြောက်သွဲတင်ကားနဲ့တိုက်မိပြီးတေဆုံးခဲ့ပါသေးတယ်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့လောင်လုံးမြို့ကြောက်စင်ရွာသားတဦးပျောက်ဆုံးပြီး၄ရက်ကြာတဲ့အထိရှောင်မတွေ့သေးပဲဖြစ်နေပါဗျ။တဲ့ရင်အပြည့်အစုံကိုတဝဲဝါရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။လလုံးမြင့်တဲ့ကျောက်ဆင်းရွာသားတို့ဖြစ်တဲ့အသက်၄၅နှစ်အရွယ်ဦးဇော်လာဟာဇွန်လ၁၇ရက်နေ့ကလေးကပျောက်ဆုံးသွားခဲ့တာပါ။ ပြောက်ဆိုပြီး၄ရက်ကြာတဲ့ဒီကနေ့ထိသူ့ကိုရှာလို့မတွေ့သေးပါဘူး။ဥဇော်လာဟာညီဖြစ်သူနဲ့တူပင်လယ်ထဲငါဖမ်းထက်သွားရကနေနေမကောင်းဖြစ်ပြီးကန်းကိုပြန်ဝင်လာခဲ့ပါတယ်။ကန်းရောက်လာပေမဲ့အိတ်ပြန်ဖို့အဆင်မပြေသေးတာကြောင့်ကန်းအနီးမှာပဲအချားလှေလုတ်သားတွေနဲ့အတူညအိတ်ခဲ့ပါတယ်။မနေ့မိုးလင်းတဲ့အချိန်မှာတော့ဥဇော်လာကိုမတွေ့ရတော့ပဲပျောက်ဆိုးသွားခဲ့တာပါ။အခုတော့ဒဝဲဒေသကလူမှုကွန်ရက်တွေပေါ်မှာလူပြောက်တဲ့အကြောင်းတွေတင်လာတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးငွေညှစ်တာတွေဖြစ်လာနေပါတယ်။ နောက်ထပ် သတင်းတစ်ပုဒ်ကတော့မွန်ပြည်သက်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ရေးချောင်းဖျားဒေသမှာငှက်ဖျားယောဂဖြစ်တဲ့သူများနေတယ်လို့မွန်ပြည်သက်ပါတီအမျိုးသားကျန်းမာရေးဌာနရဲ့အချက်အလက်တွေအရသိရပါဗျ။သတင်းအပြည့်အစုံကိုဒဝဲဝါရှိုင်းဒေါ်တာတို့ကပြပြပေးသွားမှာပါရှင်။မွန်ပြည်သက်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ရေးချောင်းဖျားဒေသမှာငှက်ဖျားယောဂဖြစ်တဲ့သူများနေတယ်လို့မွန်ပြည်သက်ပါတီအမျိုးသားကျန်းမာရေးဌာနရဲ့အချက်အလက်တွေအရသိရပါဗျ။ မော်ပီသက်ပါတီထိန်ချုပ်နယ်မြေတွေထဲကအရေးချောင်းပြဒေသမှာမပြားယောဂဖြစ်ပွားမှုအများဆုံးဖြစ်ပြီး2025ခုနှစ်ဇန်နဝါရီလကနေမတ်လအထိမပြားဖြစ်ပွားသူ122ဦးအထိရှိတယ်လို့မြို့သားကျန်းမာရေးဌာနရဲ့အချက်အလက်တွေအရသိရပါဗျ။ ရေချောင်းပြဒေသမှာခြေထောင်နဲ့ခြေနှိမ်နှင်းဆေးတွေကိုအရင်ကနစ်စင်တွေတိုင်းဖြန့်ဝေပေးခဲ့ပေမဲ့လေလူရှင်တွေစီကအကူအညီပြတ်တောက်သွားတဲ့အတွက်2024ခုနှစ်ကစပြီးဖြန့်ဝေပေးတဲ့အစီအစဉ်တွေကိုရန်နာခဲ့တယ်လို့မြို့သားကျန်းမာရေးဌာနစီကတီးရပါတယ်။လက်ရှိမှာငပြားယောဂဆိုင်ရာတိပညာပေးဟောပြောမှုတွေလှုပ်ဆောင်နေတဲ့အပြင်ကြီးရွာဆေးဘေးခန်းတွေမှာလည်းကျန်းမာရေးစည်တနာဝတ်ထမ်းတွေထားရှိထားတယ်လို့ဆိုပါတယ်။ ပြည်သူများအနေနဲ့လည်းငွေဖြားရိုးကပိုတည်ဆောင်တဲ့ခြင်တွေမပေါက်ဖွာအောင်ပြုမှုနေထိုင်တတ်တယ်လို့ခြင်အောင်နဲ့အိတ်ဆက်တတ်တယ်လို့လည်းဆိုပါတယ်ရေချောင်ဖျားဒေသမှာ2020ခုနှစ်မတိုင်ခင်ကငပြားယောဂဖြစ်ပွားမှုမရှိသလောက်ဖြစ်ခဲ့ပေမဲ့2020ခုနှစ်ကစပြီးငပြားယောဂပြန်ဖြစ်များလာတယ်လို့မော်ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနရှိမှတ်တမ်းအချက်အလက်တွေအရသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငန်းခရိုင်မှာတနက်ကင်ဆောင်ထားပြီးရွာထဲသွားလာနေတဲ့ကိုရင်းလို့ခေါ်တဲ့မြန်မာနိုင်ငံသားတဦးကိုဖမ်းဆီးခဲ့ရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။တတင်းအပြည့်အစုံကိုဒိုဝဲဝါရှိုင်းဒေါ်တာတဦးကပြောပြပေးသွားမှာပါရှင်။ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငန်းခရိုင်မှာတနက်ကင်ဆောင်ပြီးရွာထဲသွားလာနေတဲ့ကိုရင်းလို့ခေါ်တဲ့မြန်မာနိုင်ငံသားတဦးကိုဖမ်းဆီးခဲ့ရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ အဲ့ဒီလူကိုထိုင်းရတဖွဲ့ကဇွန်လ16ရက်ညနေ3နာရီခွဲမှာတွားရောက်ဖမ်းဆီးခဲ့ပါတယ်ဖမ်းဆီးတဲ့အချိန်အဲ့ဒီမြန်မာနိုင်ငံသားရဲ့ဘိတ်လွယ်အိတ်ထဲလက်လုတနက်တလက်နဲ့ကြီးစံတွေကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံသားဟာအဲ့ဒီလက်လုတနက်နဲ့ကြီးစံတွေကိုဘတ်800လောက်နဲ့ဝယ်ယူထားတာလို့ရတဖွဲ့ထံထွက်ဆိုထားပါတယ်သူကိုတရားမဝင်လက်နဲ့ကယ်ဆောင်မှုလက်နဲ့ကယ်ဆောင်ပြီးအများပြည်သူနေရာတွေကိုတွာလာတဲ့အမှုအပြင်တရားမဝင်နေထိုင်မှုတွေနဲ့အမှုဖွင့်ထားပါတယ် ဒီကနေ့ရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ဖြစ်တဲ့မလေးရှားသွားမဲ့မြန်မာ20ကျော်ကချင်နောက်ဘူရီမှာဖမ်းဆီးခံလိုက်ရပါတယ်။မလေးရှားနိုင်ငံကိုတရားမဝင်သွားမဲ့မြန်မာနိုင်ငံသား20ကျော်ဟာထိုင်းမြန်မာနယ်စပ်ကချင်နောက်ဘူရီခရိုင်မှာဖမ်းဆီးခံလိုက်ရတာပါ။ဇွန်လ16ရက်နေ့မှာထိုင်းနယ်ခြားစောက်တပ်ဖွဲ့ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။အဖမ်းခံရသူတွေထဲအမျိုးသား22ဦး၊အမျိုးသမီး2ဦးပါဝင်ပြီးအားလုံးကထိုင်းစကားမပြောတတ်တဲ့သူတွေလို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ အများစုကမန္တလေးတိုင်းကနေလာကြတဲ့သူတွေဖြစ်ပြီးသူတို့အားလုံးဟာမလေးရှားနိုင်ငံကိုဆက်သွားကြမဲ့သူတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့ကလည်းမလေးရှားသွားမဲ့မြန်မာနိုင်ငံသား44ဦးကချင်နောက်ပူရီခရိုင်မှာဖမ်းဆီးခံခဲ့ရပါသေးတယ်။အခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒိုဝဲဝက်ရှိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါရရှင်။